2025ခုနှစ်ဇွန်လ20ဒီနေ့တောက်ကြနေ့အတွက်ခொနည်းအသားမီအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ဓာဓာလေးလက်ဆိုသင်္ကေတနမိတ်ဖြစ်ပါတယ်မိတ်ဆွေတို့အခက်ခဲတွေကနေပြင်လည်သွားလိမ့်မယ်အကူအညီပေးတဲ့သူပေါ်လိမ့်မယ်ပြောဆိုနေတဲ့ဇကားတွေအောင်မြင်ဖို့လို့အတွက်ကတော့သီလရှင်ဆရာလေးတစ်ပါးကိုတွားတိုက်စေတပုတ်တန်တစုံလှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာမိကျူးသန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေရင်နိယတောက်ကြနေ့ဘဝရာဇဘဝဇန္တာရှင်တွေဖြစ်ကြပါတယ် ရာဇာဘွားရဲ့သဘောတရားရာဩဇာအနာကြီးကြမဲ့သူများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါခင်ဗျာဒီနေ့မွေးနေ့မှာကုသိုလ်ရေရာပြုဖို့လို့အတွက်လမ်းညွှန်ရမယ်ဆိုရင်တော့ထမင်းကျော်စွန်းမြတ်စွာဘုရားရှင်လူတိုင်းချင်းရဟန်းတန်ခါလောင်းလူချင်းအပရိသတ်တွေကိုထမင်းကျော်ဒါနပြုခြင်းအပြင်ဒီနေ့တားလုံးကန္တရာရဲ့အထောက်မှန်ကောင်းတွေရပါလိမ့်မယ်ခင်ဗျာအကျိုးပေးစုမှုကဏ္ဍတွေကတော့ဒီလေးကဏ္ဍတို့၃ကဏ္ဍတို့ကအကျိုးပေးပြီးတော့ငွေကန်ကောင်းဖို့လို့အတွက်ဆိုရင်တော့ ညောင်ပင်ကိုရေသွန်းလောက်ပြီးဆူတောင်းလိုက်ပါငွေကြေးကိစ္စတွေစကားပြောဆိုရမယ်တွေ့ဆုံရမယ်ဆိုရင်တော့တပြေရွက်ကလေးကိုရင်မွေးဆွပြီးစောင်းသွားလိုက်ပါခင်ဗျာစရုပ်တန်နေကုန်တန်နေလက်ဖက်ဆိုင်နေစားသောက်ဆိုင်နေရောင်းပန်းတာဝယ်ပန်းလှဖို့ကတော့ငွေထားတဲ့ကောင်တာထဲမှာငွေထားရင်နေရာမှာဒီလိုနည်းမျိုးမှာနှင်းစီပန်းအနီလေးတဝန်းထားလိုက်ခြင်းအပြင်သိသန်းသာအယောင်းတွက်ပါလိမ့်မယ်အယောင်းထိုင်နေတဲ့ကုန်ပစ္စည်းတွေရှိရဆိုရင်လည်းခဲတံလေးတစ်ချောင်းနဲ့တို့ပြီးခေါပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်းတွက်အယောင်းထွက်သွားပါလိမ့်မယ် အမှုခင်းဂျုံနေရသူရှိရဆိုရင်တော့အမှုဂျုံနေရသူအတွက်ယထာနမ်းမှာကြက်တကောင်ဘေးမဲ့လွတ်ပြီးစူတောင်းခြင်းအပြင်သိသသာအမှုခင်းကိစ္စပြဿနာကပြည်လည်ဖို့လမ်းပွင့်လာပါလိမ့်မယ်ထို့သူကျမ်းမာရင်ညံ့နေရသူတွေရှိရဆိုရင်တော့ကျမ်းမာရင်ညံ့သူတွေအတွက်ဓာတ်စာဖြစ်တဲ့ဒီလိုနည်းမျိုးမှာမုံလာဥဏီလေးအနှဲငယ်စားပြီးသို့မဟုတ်မုံလာဥဏီဒုက္ခလေးအနှဲငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေမြတ္တာရဲ့အိမ်တော်ရဲ့ကိစ္စရင်းအတွက်အစဉ်ပြေသွားဖို့လို့တော့ကတော့ရေခဲရင်နှစ်ခွက် ဒီနေ့ညမှာမြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ